အမေရိကန်နိုင်ငံအစိုးရရဲ့မြန်မာနိုင်ငံသားများ အပေါ်မှာ TPS Temporary Protective Status ပေးထားတဲ့ရပ်ဆိုင်းလိုက်တဲ့သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးမီဒီယာများရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ဒီနေ့အမေရိကန်ဖြည့်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security ရဲ့ထုတ်ပြန်ကြေညာချက်နဲ့အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်အရအမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကို TPS ပေးထားတဲ့နေရဆိုင်လိုက်တယ်ဆိုတဲ့သတင်းကြားသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးလေးလာကြည့်တဲ့အခါမှာခုနပြောတဲ့ TPS ရဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကို ပြောဆိုထားတာတွေ့ရပါတယ်။ဒီထက်မှ နာနာငါသိုးအနေနဲ့အရေးပေါ်အခြေအနေကရုပ်သိမ်းပေးခဲ့မှုပါတီစုံဒီမိုစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆောင်ရွက်နေမှုတိုင်းသားလက်နက်ကိုင်ဖွဲ့များနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲပြီးငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှုမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုနဲ့တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့မြန်မာဒုတိယအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာ ပြန်နိုင်ပြီဖြစ်ကြောင်းသုံးသပ်ပြီးရဆိုင်ခဲ့တယ်ဆိုတာကိုသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်မြန်မာနိုင်ငံအစိုးရအနေနဲ့အမေရိကန်အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါတယ်။အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ကြိုးဆိုပါတယ်။ကျွန်တော်အနေနဲ့ 2021ခုနှစ်ဧပြီလ2ရက်နေ့ကတည်းကတိုင်းအကြောင်းမျိုးမျိုးကြောင့်နေရဒေသအသီးသီးကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတေဝင်ကြေညာချက်ထုတ်ပြီးထိတ်ခေါ်ခဲ့ပါတယ်။အဲဒီထက်မှာတော့လူသတ်မှုမရေမှုစတဲ့ပြစ်မှုကြီးများကျူးလွန်သူများကတော့တရားဥပဒေအရတရားရင်ဆိုင်ရမှာဖြစ်ပြီးကြံသူများတော့ ထူးတက်ညာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ညင်ညာချက်မှာပါခဲ့ပြီးဖြစ်ပါတယ်။အဲဒီညင်ညာချက်ကြောင့်လည်းထွက်ပြေးသိမ်းဆောင်သူတော်တော်များများပြန်လည်ဝင်ရောက်ခဲ့ပါတယ်။သူတို့အနေနဲ့လည်းကျွန်တို့နိုင်ငံအတွင်းမှာကောင်းမွန်စွာနေထိုင်လျက်ရှိပါတယ်။2025ခုနှစ်ဇူလိုင်လ4ရက်နေ့မှာတော့ပြည်တော်စုအကျိုးအတွက် ဖိတ်ခေါ်ချက်များဆိုပြီး PDF အမိခံလက်နက်ကင် အုပ်စုတွေကိုလည်း တရားဥပဒေဘောင်ပင်ဝင်ရောက်နိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီဖိတ်ခေါ်ချက်ကြောင့်လည်း PDF အမိခံလက်နက်ကိုင်အဖွဲ့ဝင်ရာဘောင်များစွာတရားဥပဒေဘောင်တွင်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလည်းကျွန်တော်နိုင်ငံမှာရွေးကောက်ပွဲကျင်းပတော်မှာဖြစ်တဲ့အတွက်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန်ကံလန်းချက်ထုတ်ပြန်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။ ခုကျွန်တော်တို့နိုင်ငံမှာမကြာမီချိန်တွင်းမှာပါတီစုံဒီမိုကရေစီအထူးရေကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးအထူးရေကောက်ပွဲမှာနေပေးနိုင်ပါတယ်။ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့လက်ကမ်းကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ သမရထရန်ကမြန်မာများအတွက်ယာယီခိုလုံခွင့် TPS ဖြတ်သိမ်းပြီးနောက်အမေရိကန်ရောက်မြန်မာနိုင်ငံသားများမိခင်နိုင်ငံပြန်လာလျင်ကြိုးဆိုမှုအကြမ်းဖက်ဆုံးမင်းထွန်းပြောရန်ကုန်နိုဝင်ဘာ26အမေရိကန်ရောက်မြန်မာနိုင်ငံသားများအတွက်ယာယီခိုလုံခွင့် TPS ကိုအမေရိကန်အစိုးရကရက်ဆိုင်လိုက်သဖြင့်မိခင်မြန်မာနိုင်ငံပြန်လာဆန္ဒမဲပေးကြရန်အကြမ်းဖက်ဆုံးမင်းထွန်းကယနေ့ထုတ်ပြန်ပြောဆိုသည့် မြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားသောယာယီခိုလုံခွင့် TPS ကိုအမေရိကန်အစိုးရကရုတ်သိမ်းလိုက်ကြောင်းအမေရိကန်အစိုးရကယမန်နေ့ထုတ်ပြန်လာသည့်မြန်မာနိုင်ငံတွင်အုပ်ချုပ်ရေးနှင့်တည်ငြိမ်ရေး၌ထူးခြားသောတိုးတက်မှုများရှိလာပြီဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုတွင်မြန်မာဘွတ်မမင်းမအတွက်ယာယီကအကွယ်ပေးထားသည့်ခိုလုံခွင့်ကိုရက်စဲကြောင်း ရင်းရဆဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့စတင်ကြိုးတက်ရောက်မည်ဖြစ်ကြောင်းအမေရိကန်အစိုးရကကြေညာသည်။အကြမ်းဖက်ဆုံးမင်းထွန်းကအမေရိကန်အစိုးရ၏ထုတ်ပြန်ချက်မှာအပြုသဘောဆောင်သည့်ထုတ်ပြန်ချက်ဖြစ်ကြောင်းအမေရိကန်ရောက်မြန်မာနိုင်ငံသားများအမိနိုင်ငံသို့ပြန်လာနိုင်ပြီးကြိုဆိုကြောင်းတို့ရတွင်လူတက်မှုမတိမ်မှုအပါအဝင်ပြစ်မှုကြီးကျူးလွန်သူများကိုတရားဥပဒေအရအရေးယူမည်ဖြစ်ကြောင်းကြံသူများကိုမူအထူးတက်ညာစွာဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကျန်းဖတ်စောမင်းထွန်းကပြကောဆိုသည်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးအထွေထွေရွေးကောက်ပွဲမှာမဲပေးနိုင်ပါတယ်ဟုအကျန်းဖတ်စောမင်းထွန်းကပြောဆိုသည်